။ညစီနေကနားလိခဲ့ပြီးညံအလွန်အလွန်ထိုင်းတဲ့ကလေးလိုဆီယာဆီယာမရီကမှတ်ချက်ဆိုရလာခဲ့ပြီးကြောင်းမလာဘူးအထီတောင်တားမြစ်ချင်းခံခဲ့ရတဲ့သူအနာဂတ်မရှိတဲ့ကလေးလိုတတ်မှတ်ခဲ့ကြပေမဲ့သူ့မိခင်ရဲ့ယုံကြည်ချက်နဲ့အားပေးကူညီမှုတွေကြောင့်သူ့ဘဝတစ်ချိုးပြောင်းလဲခဲ့ရတဲ့သူအားလုံးကိုကူရဖို့အတွက်မအောင်မြင်ခဲ့တဲ့နီလန်ပေါင်းတောင်းတော်ကိုကိုယ်တိုင်ရင်ဆိုင်ဖြစ်ကျော်ခဲ့ရတဲ့သူသူကတော့ကဘာကိုမိအလင်းရောင်ဖြန့်ဝေပေးခဲ့တဲ့တော်မတ်အယ်ဗာအက်ဒီဆင်ပဲဖြစ်ပါတယ်။ 1849ခုနှစ် February လ17ရက်နေ့နေသားတဲ့နေ့လေးတနေ့မှာ American ပြည်ထောင်စု Ohio ပြည်နယ်မီလန်မြို့မှာမိခင်ပြည်သူကသူ့ရဲ့ခုနှစ်ယောက်မြောက်ငယ်ဆုံးသားလေးကိုအခက်အခဲတွေကြားရဲကနေဝေဖာပေးခဲ့ပါတယ်။တမကောင်းဆောင်နဲ့ပဲအဲ့ဒီကလေးငယ်လေးဟာမွေးစားကလေးကအကြအာယုံထိုးတဲ့ဆောင်မွေးဖွားလာခဲ့ရတယ်။ဒီအဖြစ်ပြက်တွေကြောင့်ပဲ Edison ဟာငယ်စဉ်ကလေးကကျမ်းမာရေးမကောင်းတဲ့ကလေးတစ်ယောက်ဖြစ်လာခဲ့တယ်။ နာမကျတဲ့အခက်အခဲကြောင့်ပဲအเจ้าတင်ကန်းစာတွေကိုလိလတိရွာမှာအခက်အခဲဖြစ်လာခဲ့ပြီးတော့အเจ้าမပြောတဲ့ကလေးတယောက်ဖြစ်လာခဲ့တယ်။သူ့အသက်9နှစ်အရွယ်မှာတော့ဆီယာမတွေထံကညံအလွန်ထိုင်းတဲ့ကလေးဆိုတဲ့ဆိုးရွားတဲ့မှတ်ချက်ပေါင်းများစွာရရှိခဲ့တယ်။ဒါရင်မကသေးပဲဒီထက်ပိုဆိုးတဲ့အရာရှိလာခဲ့ပါတယ်။ဒါကပါလဲဆိုတော့သူ့ရဲ့ဆီယာမထံကတိုင်စာအင်ကိုရောက်လာခဲ့တာပါ။စာထဲမှာပါတဲ့အเจ้าအရာတွေကတော့ ရှင်တို့ရဲ့သားကတခြားကလေးနဲ့မတူဘဲနဲ့အင်မတန်ညံထိုင်းလို့နဲ့တိုးတက်ခြင်းနဲ့စိတ်လည်းမရှိဘူးအနာကလည်းမရှိတဲ့ကလေးအဲ့လိုကလေးမျိုးကိုစာဆက်မတင်ပေးနိုင်တော့ဘူးဆိုတဲ့တိုင်စာကြီးကရောက်ချလာခဲ့တာပါအခြေအနေရရက်ကိုနားလည်သွားတဲ့မိခင်ဖြစ်သူကအက်ဒီဆင်ကိုဒီလိုပြန်ပြောင်းပြောခဲ့ပါတယ်။ဒါလေမင်းဟာသူများနဲ့မတူဘဲနဲ့အင်မတန်မှတိုးတက်ခြင်းစေရှိတဲ့ကလေးအနာကကောင်းရှိပြီးတော့ညံရည်လည်းညင်မာလွန်းနေ။ဒါကြောင့်အเจ้าမှာတင်ချဖို့မလုံလောက်ဘူးလို့ပြောခဲ့ပြီးတော့အเจ้าကထုတ်ပြီးနေအိမ်မှာပဲတူးတက်တည်တဲ့ပညာတင်ချစီခဲ့ပါတယ်။ ်မိခင်ရဲ့ပြောစကားကြောင့်ចောင်းမှစိတ်တင်ရရလာတဲ့ Edison ဟာစိတ်ခွန်အားဖြစ်လာခဲ့ပြီးတော့သူ့ဘဝတစ်စိချိုးပြောင်းလဲဖို့ဖြစ်လာခဲ့ရတယ်။သူ့ရဲ့ဖခင်ဟာလည်းသူ့သားငယ်လေးကိုတာမန်ကလေးတွေလိုပဲတိုးတက်စေချင်တာကြောင့်စာအုပ်တအုပ်ဖတ်ပြီးလိုက်မှဆယ်ပြားချူချကအားပေးအမြောက်လုပ်ပေးခဲ့ပါတယ်။ဒါကြောင့်မဲ့သူဟာစာပြေဖတ်ရှုရတာကိုအလွန်နှစ်သက်ခဲ့ပြီးနျူတန်ရဲ့ဥပပေဒဏ်ညရာမှာများ တင်ချာနဲ့ဓာတုဗေဒဘာသာရပ်တွေကိုအထူးစိတ်ဝင်စားလာခဲ့တယ်။ဒီနေ့မှာတော့သူဟာသူ့အလွန်ဝါဒနာပါလာတဲ့စံသက်မှုတွေကိုလှုပ်ချင်စိတ်ပြင်ပြလာခဲ့ပါတယ်။ဒါပေမဲ့စံသက်ကိရိယာဝယ်ဖို့ငွေကုန်ကြေးချများလာမှာကိုတည်ထားတဲ့အတွက်သူဟာ Grand Prix Railway ဆိုတဲ့ဘူတာယုံမှာသတင်းစာရီကစားလုံးနေနဲ့မို့အချုပ်ကိုရောက်ချခဲ့ပြီးဝေရှာခဲ့ပါတယ်။ဒီလိုနဲ့သူ့အသက်၁၂နှစ်အရောက်မှာတော့သူ့မှာကိုပိုင်တခွဲခန့်နဲ့တခုရှိလာခဲ့ပြီးအားလက်ချင်းမျိုးကိုတခွဲခန့်နဲ့မှာပဲ ဆက်သက်မှုပေါင်းများစွာလိုရင်းနဲ့ကုံဆုံးလေးရှိခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအက်ဒီခီအခါကအောင်မြင်ကြကြခဲ့တဲ့လင်ကွန်နဲ့ဒေါက်တာကလက်တိုရဲ့စကားစစ်ထိုးပွဲကို Granted Hus ဆိုတဲ့ဆောင်းပါအမည်ဖြင့်ရေးသားထုတ်ဝေခဲ့တာကြောင့်လူအများစိတ်ဝင်စားလာခဲ့ရပြီးတော့သူ့ရဲ့ကနေဒါသတင်းဆောင်ရောင်းဝယ်ဟာ10ဒေါ်လာအထက်ရှိလာခဲ့ပါတယ်။သူ့အသက်16နှစ်အရောက်မှာတော့သူဟာမိရထားယုံမှန်ကြီးထံကကျေးနပ်ရိုက်ပညာသင်ကြားခွင့်ရခဲ့ပြီးကျေးနပ်ရိုက်သူအဖြစ်လှည့်လည်လုပ်ကိုင်လာရင်းနဲ့ပဲသူ့အသက်22နှစ်1869ခုနှစ်မှာတော့သူဟာကျေးနပ်ရိုက်ခြင်းအပြင် စာသားပါပုံ မှိတ်ပေးနိုင်တဲ့နှစ်မျိုးသုံးကျင်းတဲ့ဆက်ကိုပထမဆုံးပြည်ပြန်ဖတ်တင်းနိုင်ခဲ့ပါတယ်။ဒီလိုနဲ့သူ့ဘဝဟာအောင်မြင်လိုက်ကြားရှုံးလိုက်နဲ့ပတ်ချာလဲနေလာခရင်းနဲ့ပဲနေရာတနေရာမှာရက်မနေတတ်တဲ့အက်ဒီဆင်ဟာသူ့အသက်30ပြည့်နှစ်မှာတော့ကာဘွန်ဘတ်တန်ထရန်စမီတာဆိုတဲ့မိုက်ခရိုဖုန်းနဲ့တယ်လီဖုန်းတွေထဲမှာအသုံးပြုလို့ရတဲ့ပြည့်စင်အချက်ပြကိရိယာကိုလည်းဖတ်တင်းခဲ့ပါသေးတယ်။ဒီမှာပဲရက်တန်သွားပြီလားဆိုတော့မဟုတ်သေးပါဘူး။သူ့ရဲ့လုံနိုင်စွမ်းနဲ့စွဲလုံးလာရင်းစူးစမ်းမှုနဲ့သူ့ရဲ့အောင်မြင်မှုတွေကသူ့ကိုတောက်လင်တောက်လင်ငတ်မပြေတဲ့ပြင်လဲရေးဆိုတဲ့အနေထားတည်းရောက်အောင်တွန်းပို့ပေးခဲ့တာပါ ဒါကြောင့်မဲ့သူဟာသူ့အရှိကလူတွေတဝက်တစ်ပြက်နဲ့လက်လျှော့ခဲ့ကြတဲ့ပြက်စင်မီဒီဆန်တမှုကိုပြီးမြောက်အောင်မြင်အောင်လှုပ်ဆောင်ခဲ့တဲ့သူပါသူ့ဘဝအတွက်ဒီလိုအောင်မြင်မှုတွေကအလွယ်တကူရလာခဲ့တယ်လို့ထင်ရင်တော့တင်မှားသွားပါလိမ့်မယ်ဒီလိုအောင်မြင်မှုတွေရအောင်ဘယ်လိုစူးစမ်းခဲ့တာလဲဒီလိုအောင်မြင်မှုတွေရဖို့အတွက်သူဟာမအောင်မြင်ခဲ့တဲ့ဆန်တမှုပေါင်းတစ်ကောင်းကျော်နဲ့မတူညီတဲ့ theory ပေါင်း၃ကောင်ကျော်ကိုအရင်လုပ်ခဲ့ရတာပါလုံတိုင်းမဖြစ်ခဲ့တဲ့အခြေအနေနဲ့ရင်ဆိုင်ရတဲ့အခါအက်ဒီဆင်တယောက်လည်းအများကြီးသူစိတ်သက်သာခဲ့ရတာပါပဲ ငါတကယ်မလုံနိုင်တော့ဘူးလားလို့ကိုကူကိုပြန်မိရတဲ့အချိန်လေးလည်းရှိခဲ့တာပါပဲဒါတောင် သူပါလို့အောင်မြင်ခဲ့ရတာလေအဖေကတော့ကျိုးရှင်ပါတယ်သူဟာသူ့အိမ်မက်တွေကိုအမြဲအမှတ်ရနေပြီလဲကြပြန်ထားရင်းနဲ့ဇွဲရှိရှိစူးစမ်းခဲ့လို့ပါပဲဒါကြောင့်မဲ့သူဟာ1890နှစ် နောက်ပိုင်းကာလတွေမှာမိသည်ကိုအောင်မြင်စွာတီထွင်ဖန်တီးနိုင်ခဲ့ပြီးတော့1896ခုနှစ်အောက်တိုဘာ22ရက်နေ့မှာ ပြည်သူလူထုထံကိုဖြန့်ချီပေးနိုင်တဲ့အပြင်ယနေ့ခေတ်အထိအမှောင်ကိုခွင့်အလင်းဆောင်ပေးခဲ့တဲ့အလင်းရဲ့ဖလေးအရှင်သခင်ရဲ့လူလူအများကတင်စားခဲ့ကြပါတယ်။ဒါအပြင်1973ခုနှစ်သူ့အသက်66နှစ်ပြီမှာပထမဦးဆုံးတော့အတန်အတွက်ရုပ်ရှင်ဇာတ်ကားကိုထုတ်လုပ်နိုင်ခဲ့ပြီး1995ခုနှစ်မှာ US Navy Consulting Board ရဲ့ဥက္ကဋ္ဌအဖြစ်ယာရုခတ်အခြေလဲထံခဲ့ရပါသေးတယ်။ စိတ်မကောင်းစွာနဲ့ပဲ1932ခုနှစ်အောက်တိုဘာ16ရက်နေ့နယူးချာစီပြည်နယ်မှာပဲသူဟာအလုံးကိုကြောက်ခိုင်းပြီးတော့လောကကြီးထဲကအပြီးအပိုင်ဖတ်သွားခဲ့ပါတော့တယ်။သောမတ်အယ်ဗာအက်ဒီဆင်ရဲ့နေဝင်ချိန်နောက်ဆုံးအချိန်လေးကအယောင်ဖိန်သွားခဲ့ရပြီပဲလေ။လူသားအလုံးကိုအလင်းကပါကိုခေါ်ဆောင်ပေးခဲ့တာကြောင့်သူ့ကိုဂုံပြူတဲ့အနေနဲ့သူ့ရဲ့နှစ်ပတ်လည်နေ့ရောက်တိုင်းရောက်တိုင်းမှာအမေရိကန်တိုင်းနိုင်ငံလုံးက10မိနစ်ပြီးပြီးတော့ဂုံပြူပေးခဲ့ကြပါတယ်။ ဒါကြောင့်ကြာရှုံးမှုတွေကလည်းသင်ငန်းစာဖြစ်လာနိုင်ပြီးတော့မိမိကိုယ်ကိုယုံကြည်မှုပိုရှိလာစေတာကြောင့်စဉ်ဆက်မပြတ်ကြိုးစားနေတဲ့ကြောင့်လည်းအိမ်ဖက်တွေကိုလက်မလွတ်တဲ့ကြောင့်ဆရာကြီးတော့မတ်အေဘာအဒီစင်ကမိမောင်းထုတ်ပြသွားခဲ့ပါတယ်။အိမ်မက်တော့ကိုလိုက်ပါသင်အသက်ဘယ်ရွယ်ကိုပဲရောက်နေပါစေဘသူတွေကဘလောက်ပဲခုနှစ်နေပါစေလက်ကြပြန်ထရမှာတဘာဝပဲမို့ဒီနေ့ကစပြီးငါလူချင်းတဲ့အရာမှန်သမျှကိုငါလက်နဲ့မြတ်ရအောင်ကြိုးစားယူပြမယ်လို့ကြေညာပြီးတော့ကိုကိုကိုပတိပေးလိုက်စမ်းပါ။